တောင်ကိုရီးယားလေတပ်ရဲ့တိုက်လေယာဉ်တွေကစစ်ရေးလေးကျင့်မှုအတွင်းဘုံတွေကိုနေရာမှာရင်းကျဲချခဲ့တဲ့အတွက်တရားရရှိသူဟာ29ဦးအထိမြင့်တက်လာတယ်လို့ကောက်ကိန်းဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တရားရရှိသူတွေထဲမှာအရက်သား15ဦးနဲ့စစ်သား14ဦးပါဝင်တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားရဲ့တိုက်လေယာဉ်20ဟာမလ6ရက်ကပြုလုပ်တဲ့စစ်ရေးလေးကျင့်မှုအတွင်းအရက်သားတွေနေထိုင်တဲ့မြို့ပေါ်ကိုဘုံရှင်လုံးကိုမှာရင်းစွာကျဲချခဲ့မိတာဖြစ်ပါတယ်။မြောက်ကိုရီးယားနယ်စပ်ရဲ့တောင်ဘက်25ကီလိုမီတာ16မိုင်အကွာအဝေးမှာရှိတဲ့ ဖိုချန်မြို့မှာဒေသစံတော်ချိန်မနက်၁၀နာရီဝန်းကျင်ကဒီဖြစ်ရက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အရဲသားတွေကိုထိခိုက်စေခဲ့တဲ့အခုလိုမရည်ရွယ်ပဲမှောင်ရွေးမီဘုံကျဲချမှုအတွက်အရန်ဝန်းနေမိပါတယ်။ထိခိုက်တရာရသွားသူတွေအလေးအမြန်ပြန်လည်တက်တာပါစေလို့ဆုတောင်းပေးပါတယ်လို့တောင်ကိုရီးယားလေတပ်ကအစိုးရခန်းစာထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာဒဏ်ရာရရှိသူတွေအနက်9ဦးဟာဆေးရုံတင်ထားရပြီး9ဦးဟာဒဏ်ရာပြင်းထန်ကြောင်းကောက်ကွေးဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။တိုက်လေရင်နှစ်စင်းပေါ်ကနေကျဲချမိတဲ့ဘုံရှင်လုံးဟာပေါင်900အလေးချိန်ရှိတဲ့ MK82 ဘုံတွေဖြစ်တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါရယ်။ဘုံတွေမာရင်ကျဲချခဲ့တဲ့တိုက်လေရင်တွေဟာလေတပ်နဲ့ကြီးတပ်တို့ပါဝင်တဲ့ကြီးစစ်တွေအုံပြတဲ့ပိုးရဲစည်ရေးလေးချင်းမှုမှာပါဝင်တဲ့လေရင်ဖြစ်တယ်လို့လည်းလေတပ်ကပြောပါရယ်။ တောင်ကိုရီးယားဟာ Fortune မြို့မှာမလ6ရက်ကအမေရိကန်နဲ့ဂျင်းစစ်တွေအုံပြတဲ့ပူးရဲစီရေးလေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့ကြောင်းယူဟန်တင်အေဂျင်စီကဖော်ပြခဲ့ပါတယ်။အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုမပြီးမချင်းစီရေးလေ့ကျင့်မှုကိုဆိုင်းငံ့ခဲ့ပေမဲ့ဒီဖြစ်ရကြောင့်မလ10ရက်မှာအမေရိကန်နဲ့ပြုလုပ်မဲ့ပူးရဲစီရေးလေ့ကျင့်မှုကိုထိခိုက်စေမှာမဟုတ်ကြောင်းတောင်ကိုရီးယားစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရကြောင့် Fortune မြို့မှာနေထိုင်တဲ့ဒေသခံတွေနဲ့တက်ကြွလှုံ့ဆော်သူတွေကစီးရီးလေးကျင်းမှုတွေကိုရက်တက်မှုတောင်းဆိုခဲ့ကြပါဗျ။